17ရက်5လ2025နော်အဲ့ဒါတင်းနေကုန်နေနေကဆုံလာပြီနေဖြစ်ပါတယ်ဗျာကဆုံလာပြီနေအထူးရတဲ့အများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါချွေးညာမင်းပြည်သားသူမှကြိုးစားပါတယ်ဗျာကျွန်တော်တို့ဟာ17ရက်5လ2025နော်အဲ့ဒါတင်းနေကုန်နေနေ အာကဆုံလပီနေဖြစ်ပါတယ်ဗျာကဆုံလပီနေအထူးရတဲ့အများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ဗျာအဲ့ဒါတင်းငွေနေတွေကျွန်တော်တင်းငွေနေတွေမရောက်ခင်ကြိုးတင်ပြီးတော့ကျွန်တော်တို့ထုတ်လွှင့်သွားမှာဖြစ်ပါတယ်เนาะအဒါလေးကအဒါမင်္ဂလာသတင်းလေးပါအဲ့ဒီဒီကဆုံလပီနေတင်းငွေနေနေအာမှာညောင်ရီသွညာတာပေါ့ဗျာအာရောရိုးရနေပါတဲ့ကိစ္စတွေတော့မပြေဘူးညောင်ရီသွမယ်ဆိုလို့ရှိရင်ခင်ဗျားတို့အလိုဆာနာတစ်ခုခုပြည့်စုံလို့တဲ့လူတိုင်းအားလုံးတို့ဒီညောင်မဲ့တပင်ကိုသွားအိမ်ကရေဘူးလေးယူသွား ညောင်မင်းရဲ့ယာဟုတော့အဲ့ဒီညောင်မင်းမှာဒီညောင်ရီသွမ်းမဲ့လူကအဲ့ဒီနေ့တနေ့ရဲ့၃နာရီတိတိမှာယာဟုတော့အောင်နေပြီညောင်မင်းကိုညောင်ရီသွမ်းအောင်အဲ့ညောင်ရီလေးတော့ဒီညောင်မင်းမှာစောင့်ကြောကြတဲ့ပုံကအလုံးကြမ်းပါပါသည်ချမ်းသာပါသည်အာကျွန်တော်မှာအကျွေးတွေကြီးတယ်ဗျာအကျွေးတွေကြီးချင်းတယ်ကျွန်တော်အိမ်ဆောက်ချင်းတယ်ကျွန်တော်ဓီပောက်ချင်းတယ်ကျွန်တော်ဝိုင်းနေဝဲချင်းတယ်အာကျွန်တော်ပြဿနာတွေကြောက်နေအကျွန်တော်ဒီသားမှာကြမ်းမကြီးလူမှုနဲ့ပတ်သက်တဲ့ကိစ္စလုံခြုံမှုမရှိဘူးအလုံးကျိုးသိကြည်နေခမဘာတွေဖြစ်နေကြတာလဲမသိဘူး ခမဖြစ်သေးခြင်းတဲ့ကိစ္စကိုစူးတော့ဘယ်နည်းဖြစ်ဖြစ်အဒီနေ့ကတော့ခမကစုံလာပြီနေဖြစ်တဲ့အတွက်ပို့ပြီးတော့ကောင်းတယ်ကြံတဲ့နေတွေမှာလည်းညောင်းမင်းနေပင်ရဲ့နေ့တနေ့ရဲ့ညနေ3:00နာရီတိတိမှာရာဦးတော်အောင်နေပြီးတော့ညောင်းရီသွန်းသွန်းရင်မှတခမဖြစ်သေးခြင်းတဲ့ကိစ္စတွေစူးတော့စူးတော့ပြီးတဲ့အချိန်ရဲ့နာရီဆိုလို့ရှိရင်တော့4:00နာရီလောက်တွင်ရှေးအဖြစ်ပြောရင်3:00ရက်နောက်ကြရင်တော့6:00လောက်တွင်ခမရဲ့လူဆန္ဒများအများဆုံးပြေဝသွားမှာဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့လူဆန္ဒပြေဝလူတဲ့ ပုံကအားလုံးတို့ဒီညောင်မင်းတပင်ရဲ့ညနေ3:00တိတိမှာရာဟုတော့အနောက်မြောက်တောင်အောင်တပီညောင်မင်းကိုညောင်ရင်သွန်ပြီးမှမိမိလိုအပ်တဲ့ကိစ္စတွေစုတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့အလိုဆန္ဒများအများဆုံးပြေဝါသွားမှာဖြစ်ပါတယ်။အာကစုံလာပြီနေအထူးရေရနံပါတ်1ဒါအလိုဆန္ဒပြည့်တဲ့ရေရသားသမီးလိုချင်တဲ့လူတွေကတော့ခမရအိမ်ညောင်မင်းတပင်ရဲ့ဘုရုတောင်ရက်ကနေပြီးမြောက်ဘက်ကိုလှည့်ညောင်မင်းရဲ့ညောင်မင်းရဲ့တောင်ဘက်ကနေမြောက်ဘက်ကိုလှည့်ပြီးမှခမရအမွှေးတိုင်လေးထွန်းပြီးမှစုတော့ တင်ညာဝင်မှာထောင်းကြောက်ကြတဲ့ပုံကိုယ်ကြီးအာကျမသားသမီးလိုချင်တယ်ကျမလိုချင်တဲ့သားသမီးတွေယောက်ျားလေးမိကလေးမိကလေးကဘလူပုံစံလေးယောက်ျားလေးကဘလူပုံစံလေးပိန်ပိန်လေးဝါဝါလေးမဲမဲလေးဖြူဖြူလေးပူပူလေးရှီချီလေးအဲ့လိုပဲပညာရည်ချင်းကတော့ဘလူပညာရည်ချင်းနဲ့ရတဲ့လူမျိုးလေးကိုလိုချင်လိုက်တာကျမကအမြန်ဆုံးဖြစ်အောင်ကုညီဆောက်ချောက်တော်မူပါဆိုတော့သားသမီးလိုချင်တဲ့ပုံကိုအားလုံးတို့ဒီဗုဒ္ဓတောင်ရက်ကနေပြီးတော့မြတ်ဘုရားကိုလှည့်ပြီးမှအမွေတိုင်းနေထုံးပြီးတော့ဆူတောင်းမယ်ဆိုနေတာသားသမီးနဲ့ပတ်သက်တဲ့ကိစ္စများ အမြန်ဆုံးရရှိမှာဖြစ်ပါတယ်အဲဆိုတော့အဲစူတောင်းပြီးတဲ့အချိန်အားစပြီးတော့၃ရက်အတွင်းမှာအိမ်မက်မက်လေးအိမ်မက်မက်တဲ့အခါမှာခမရအဲ့ဒီစူတောင်းထားတဲ့သားသမီးရယောက်ျားလေးဆိုယောက်ျားလေးဖြူဖြူလေးအပိမ့်ပိမ့်ရှိရှိလေးဆိုအဲ့ကလေးလေးတယောက်ကဖြူဖြူရှိရှိပိမ့်ပိမ့်ရှိရှိကလေးလေးကခမရအဲ့ဒီစူတောင်းတဲ့လူကိုဖိုက်ကိုအတင်းလာဖဲလိုက်ဖဲရင်သားသမီးရပြီလို့တာတွေ့လေးရမြောင်းတဲ့နေမရဘူးဗျာ၅ရက်၆ရက်9ရက်ကြာတော့ခမရနတ်ပြည်တက်ပြီးတော့စူတောင်းတာဖြစ်တယ်နဲ့နတ်သားတွေကလာတတ်တယ်လာတဲ့အခါမှာခမရအပိမ့်ပိမ့်ဖြူဖြူလေး တယောက်ထဲလာရင်ခမရောက်ကြလေးတယောက်ထဲနှစ်ယောက်လာရင်အမွာဘူးစင်တူသုံးယောက်လာရင်တော့သုံးမွာဘူးစင်တူလေးပါဗျာအဲ့ဒါကြောင့်ခမတပတ်အတွင်းမှာခမအိမ်မဲမဲ့လို့ရှိရင်သာသမီရေတယ်မရတတ်ပြီးတော့တပတ်အတွင်းမှာမမဲ့တော့နောက်တစ်ရင်ပြန်ပြုလို့ရမှာဖြစ်ပါတယ်ဒါတော့သာသမီရသေးတဲ့ရေတရာများကိုတင်ပြပေးသွားတာဖြစ်ပါတယ်အဲဗုဒ္ဓတောင်ရကိုကနေပြီးတော့ခမညောင်းမင်းကိုညောင်းရီသွန်းညောင်းရီသွန်းညောင်းရီသွန်းမဲ့တာဆူတော့ပတ်တံဝင်နေတယ် အဲကျွန်တော်ပတ်သက်နေလိုချင်နေဗျာကျွန်တော်ပတ်သက်နေကဘလောက်တွေကျွန်တော်အဲ့ပတ်သက်လေးတွေအဆင်ပြေရင်းနေအကျွန်တော်မြန်သောပတ်သက်နေဝင်အောင်အဆင်ပြေအောင်ကူညီပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကနေမူရေးညောင်ရင်သွင်းပြီးမှစူတောင်းမယ်ဆိုရင်တော့ပတ်သက်ဝင်နေဗျာစူတောင်းပြီးတဲ့အချိန်ကနှစ်နာရီရပြင်ပြောရင်သုံးရက်လောက်တွင်ခမရအဆင်ပြေမှာဖြစ်ပါတယ်ငွေကြီးလိုအပ်တဲ့လူရတဲ့ဗုဒ္ဓတောင်ရက်ကနေပြီးတော့ခမရညောင်ရင်သွင်းလိုက်ပါဗျာဟုတ်လားနောက်အကျွေးရှိတဲ့ပုံကူများအကျွေးရှိတဲ့ပုံကူကတော့အဲ့ဒီခမရညောင်မင်းရဲ့ အင်္ကာတော့အရှိတောင်တော့အဲအရှိတောင်တော့မှာခင်ဗျညောင်ရင်သွားမှာညောင်ရင်သွားမှာဆူတောင်းအဒီညောင်မှာဆောင်ကြောက်ကြတဲ့ပုံကိုယ်ကြီးကျမအကျွေးရှိတယ်ကျမပြရမယ်အကျွေးရဘလောက်အဲကျမအကျွေးတွေကိုကြီးစင်နေတဲ့အခွန်းလန်းနေပေါ်ငွေတွေဝင်အောင်အမြန်ဆုံးကူညီဆောင်ကြောက်ပါလွဲချော်နေတဲ့ကိစ္စတွေတက်အောင်အမြန်ဆုံးကူညီဆောင်ကြောက်ပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်တော့ငါနေပြီးတော့ညောင်ရင်သွားပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့ပိတ်ဆိုနေတဲ့ငွေကြီးများအကျွေးများအမြန်ဆုံးပေးရရန်ဇာများ အမြန်ဆုံးအစဉ်ပြေမီဖြစ်ပါကြောင်းအဲကျွန်တော်တို့ထပ်မှန်ပြီးတော့တင်ပြပေးလိုက်ပါတယ်အလူလုတ်ခြင်းတဲ့လူတွေအလူနဲ့ပတ်သက်တဲ့လုတ်ခြင်းတဲ့လူတွေအဲခမရတနေ့လာအရှိရကန်နေပြီးညောင်ရီယူသွန်းပါဗျာညောင်ရီယူသွန်းရေလီလောင်းပြီးတော့ဆုတော့သွန်းပြီးတော့အဲဒီညောင်မှာဆောက်ကြောက်ကြတဲ့ပုံကူဒီကျွန်တော်အလူလေးလုတ်ခြင်းနေဗျာကျွန်တော်ရွှေလေးလေးလုတ်ခြင်းနေရွှေရဒေကြသားလေးဘယ်မှာလုတ်ခြင်းတာပတ်သက်ဘလောက်လောက်ရရင်လုံးမှာအလူလေးရလေကျွန်တော်ဘယ်မှာလူမှာအလူတဲ့ခါမှာဘလောက်ဖို့လောက်လူမှာကျွန်တော်လက်ထဲပတ်သက်ဘလောက်လောက်ရရင်လူမှာ ဒါကြောင့်ကျွန်တော်အလူလုံးနိုင်အောင်ငွေကြီးနဲ့ပတ်သက်မှာအလူမလုတ်ခင်စက်ကြမှာငွေကြီးတွေအစင်ပြောင်းကုညီဆောက်ချတော်မူပါဆိုတဲ့အကြောင်းတင်းလာအရှိရက်ကနေပြီးတော့ညောင်မင်းကိုရေရေသွန်းလောင်းပြီးတော့ရေတွေသွန်းလောင်းပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်တော်တော်များများအစင်ပြေသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဘုဒ္ဓဘာသာလို့ရင်ရေသက်ချတဲ့ခေါ်တယ်ရေသက်ချရင်အမြဝေတာနော်ရေသက်ချရင်အမြဝေတာအဲဒီပါဘုရောတရားမင်းနဲ့နာမင်းကြီးလေးပါးရာနေပြီးခူးခူးလေးရာနေပြီးရေသက်သွန်းချတယ် ထူတောင်းပြီးတယ်တဲ့အဲ့ဒါရေသွန်းတယ်ရေကိုလောင်းချတာမဟုတ်ဘူးသွန်းတာသွန်းတယ်ဆိုလို့ရှိလို့ရှိလို့ရှိရင်အလိုဆန္ဒမိမိထူတောင်းတဲ့ကိစ္စတွေအလိုဆန္ဒပြည့်တတ်ပြီးတော့ရေသက်ချတယ်ဆိုရင်တော့ကုသိုလ်ကောင်းမှုအမျှပေးဝတာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့စက်တရ9လ2025နောက်ကဆုံလာပြီးနေအထူးရေရာများကိုရွှေညာမိမိသားစုကတင်ပြနေတာဖြစ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ